နာဂအောင်ရောက်ပါပြီနာဂအနေပြီးတော့ကျမတို့ကစင်သေးရွာကမှတညာအိပ်ပါတယ်စင်သေးရွာကနေ ငါနေပြီးတော့ဒီမနေ့ပဲလက်ဟဲကိုသွားဖို့ကျမတို့ဒီတော်လန့်ခီကိုဖြတ်ရပါတယ်ဒီတော်လန့်ခီကတော့အနည်းဆုံးတော့ကျမတို့9နာရီဒါနေပြီးတော့6နာရီကြာအောင်ကားစီရမယ်လို့ပြောပါတယ်ဒါကတော့တော်လန့်ခီရဲ့လမ်းမှာရှိတဲ့ရှိတဲ့နာဂတောင်တန်းမှာရှိတဲ့စကိုင်းတိုင်းဒေသကြီးနာဂတောင်တန်းမှာရှိတဲ့တက္ကသိုလ်ကြီးရဖြစ်ပါတယ်ဒီဒီရွာမှာတော့ကျမတို့ရပ်မားပါဘူးဒါကတော့လမ်းခီတစ်လျှောက်နေတဲ့ခနာတောက်လျှောက်နားတဲ့ဒီနေရာကိုဖြစ်ပါတယ် ကျွန်တော်စင်တေရွာနဲ့လဟဲသွားတဲ့လမ်းကြားမှာတော်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 ဝေးတဲ့တောတောင်တွေရဲမှာလည်းဒီဟာတီကျေးရွာအုပ်စုဆိုတာ AJ 28လုံးပဲရှိပါတယ်ဒီ AJ 28လုံးရှိတဲ့ဒီလိုနေရာလေးမှာလည်းကျွန်တော်တို့မြို့သားတိဘူးစီဖွဲ့ကျိုးရဲ့စိုက်ပုံလေးတစ်ခုတွေ့ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့အလွန်တရားဝတ်သားစရာကောင်းပါတယ်ခဲ့တော့ဆက်လေးရတယ်ဆက်လေးရပါဦးဘယ်လိုမှလည်း ဒီဒီဒီပေးလိုက်ဒီစစ်စစ်ဘာလာတော်များလားတော်များလားဘာလာရောက်ပေါ့ခါလင်းနေပါလားဒီပြန်နေပါဘာဝနေပြီးတော့ထွက်လာတာနေကမနဲ့ထဲကထွက်လာတာအခုညနေ၄နာရီရောက်တဲ့ချိန်မှာဘာလို့ဆပြချင်းရောက်ဆိုရဲလဲဟဲ့ဒီစင်တာချင်းရောက်ရောက်လာပါလားဒါကတော့နေတကယ်တမ်းတော့မောင်းချိန်ကတော်တော်ကိုများနေပါလား၅နာရီ၆နာရီလောက်ရှိပြီဒါပေမဲ့ အခုကျမတို့သွားမယ့်ခီးစုံကိုမြောက်ပေးပါတော့ခီးစုံကတော့ကျမတို့လဟဲတိလဟဲတိဆက်သွားမှာဖြစ်တယ်ဒါပေမဲ့အခုကတော့ဒါလန်းခီးရဲ့၃ဘုံနှစ်ဘုံလောက်တော့ရောက်ပြီထင်ပါတယ်အကြ

拉吧吧，好，好了，好了，我拉吧，哎，不干了，这会儿我们这出来了，咋了？对呀，我拉吧。

အဲ့တော့အဆုတူတဲ့ဟာတွေပါလားအဆုတူတာပါလားမပါဘူးမတူဘူးနော်တူတဲ့ဟာပါလားတူတဲ့ဟာတော့ဒါဆိုလို့ရှိရင်ဒါအဆုတူဘောနော်ပါလားဟုတ်ပြီဒါဆိုလို့ရှိရင်ကျမကစိုင်းပုံတစ်ခုအလံတစ်ခုကိုအဆုတစုစီကိုကျမပေးပါမယ်အဲ့တော့ မတို့ဒီနေရာမှာတစ်ခါလည်းပဲနေဖြစ်လေကျမတို့ဖတ်တန်းလေးနဲ့တယောက်ချင်းစီပဲကျမအုပ်စုတစ်ခုကိုတယောက်ချင်းစီနဲ့ပဲကျမဖတ်တန်းလေးနဲ့ကျမပြောပါမယ်။မလို့ဆိုကျမတို့ဖတ်တန်းမှာလည်းယူသွားလို့ရအောင်ပေါ့နော်။ဘာလို့ဆိုအခုတည်းကကျမရုံငန်းလေးကိုဖွင့်စေချင်ပါတယ်။ရုံငန်းဖွင့်ရတဲ့ရည်ရွယ်ချက်ကကျမတို့အခုလိုမျိုးမနေ့ကလည်းရှင်းပြထားပြီးပါပြီ။အခုလိုမျိုးကျမတို့လူစုလူဝေးလုပ်လို့ရတယ်။ကျမတို့ဗီဒီယိုခွင့်လေးတွေကျမရန်ကုန်ကနေပို့ပေးပါမယ်။ပို့ပေးတဲ့အခါမှာ ကိုကျေးရွာအုပ်စုမှာအုပ်စုတစုမှာဆိုရင်ဟိုရွာ၃လေးရွာပါမှာရှိပါတယ်အဲ့တော့ဒီကိုဒီ၃လေးရွာကလူတွေကိုဒွမ်ဆန်းစုတီအကြောင်းလေးကိုနားလည်အောင်ကျမတို့ဒီပါတီအကြောင်းလေးတွေကိုနားလည်အောင်အခွေလေးတွေကိုဖွင့်ပြမယ်ဆိုလို့ရှိရင်ဒီလိုမျိုးဟိုကျမတို့ပေါ့ဟိုစိုက်ပုတ်တင်ထားတဲ့အိမ်မှာပဲဒါမျိုးကိုလုပ်လို့ရပါတယ်ဒါကို charge မှာလည်းသွားလုံးလို့မရပါဘူးဟာစာသင်တောင်းမှာလည်းသွားလုံးလို့မရပါဘူးလူနေအခြေတစ်ခုနေမှာလည်းသွားလုံးလို့မရပါဘူးအဲ့ဒီလိုမျိုးလုပ်တယ်ဆိုရင်တရားမဝင်ဘူးဆိုတာမျိုးခေါင်းထဲမှာထည့်ထားပါတော့ဟုတ်လားဆိုတော့ကျမတို့ကကျမတို့ရဲ့ဥက္ခသည်တရားဥပဒေစိုးမိုးရေးကော်မတီရဲ့ဥက္ကဋ္ဌဖြစ်ပါတယ်အဲ့တော့ကျမတို့ပါတီဝင်များကျမတို့ပါတီကိုချစ်ခင်နေတတ်တဲ့လူတွေအားလုံးကတရားဥပဒေရဲ့ဥပဒေပေါင်းအတွင်းမှာရှိတဲ့လူတွေဖြစ်ရပါမယ်အဲ့တော့ကျမတို့ကိုဘလို့နီးနယ်မှာဟန်တားလို့မရအောင်ကျမကအထက်ထပ်မှာပါတယ်တရားဥပဒေရဲ့အောက်မှာပဲနေမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ကိုအခုလိုမျိုးစိုင်းပုံလေးတင်ပြီးပြီဆိုရင်ကျွန်တော်တို့မှလုတ်ပိုင်ခွင့်ရှိပါပြီလုတ်ပိုင်ခွင့်ရှိတဲ့ဟာကိုလုံလို့ရှိရင်တော့လာတားလို့မရဘူးเนาะအဲ့လိုမျိုးကျွန်တော်ကိုလူတွေကဘောင်တဲမှာပဲလုတ်ကင်နေဆိုတာဖြစ်အောင်ကျွန်မကစိုင်းပုံတင်နိုင်ရင်းဖြစ်ပါတယ်ကဟိုးကဟိုးအုပ်စုရပါဒါစိုင်းပုံအားလုံးလက်ထုတ်ကြည့်လိုက်ပါဒါကလဟေမြို့နယ်ကုံလန်းအုပ်စု သုံးလမ်းအုပ်စုတာပါကျေးဇူးတင်ပါတယ်။ဒါကတော့လမ်းကြလေမျိုးနဲ့လမ်းခင်အုပ်စုတာပါအုပ်စုပါကျေးဇူးတင်ပါတယ်ဟဲ့ငါတို့မတရားခံစားရတဲ့ကိစ္စတွေအားလုံးကိုကုညီဆောင်ရွက်ပေးဖို့ငါတို့ကိုစားလူတယောက်ရွေးချယ်ထားတာပါဆိုတော့ကိုအားလုံးနားလည်ထားပါ အဲ့လိုဖြစ်တဲ့အတွက်အခုလောလောဆယ်မှာတော့ဒီမြို့နယ်ရဲ့လွတ်တော်ပုံစံကကျမတို့ပါတီကမဟုတ်ဘူးဒါပေမဲ့ကျမတို့ပါတီကလူတွေအခုညီတောင်းလို့ရတယ်သူကလွတ်တော်ပုံစံတယောက်ဖြစ်သွားရင်သူ့ပါတီငါပါတီခွဲခြားလို့မရဘူးဟလာဒီပါတီကလူကိုလည်းသူကူညီပေးရမယ်ဟိုပါသူ့ပါတီကလူကိုလည်းကူညီပေးရမယ်ပါတီမဝင်ထားတဲ့ပြည်သူတွေကိုလည်းအခုညီပေးရမယ်ဒါကသူ့ရဲ့တာဝန်ဝတရားပါအဲ့လိုဖြစ်တဲ့အတွက်လွှတ်တော်ပုံစံကိုအခုညီသွားတောင်းခံနိုင်ပါတယ်နောက်တစ်နှစ်ကိုတော့

မတို့ပီတူရီစီယာဆန်တာအလုံးကနေပြီးတော့အကောင့်တွေပုံမှန်ဖြစ်တယ်။ခင်ဗျားတို့ပီတူရီစီယာဖြစ်တော့ဖြစ်ချင်တဲ့စိတ်ထဲမှာပဲထားနေမျိုးသိနေမှာဆိုကျွန်တော်တို့ကခရီးမရောက်ဘူးနော်။ဒီလိုပစ္စည်းလိုပြောလို့မရအကြမ်းခင်ဗျားတို့အခုရောက်တုံးရောက်ခိုက်မှာဒီကာနာတခုလည်းပြီးတော့ဒီပစ္စည်းပုံချီတမ်းတွေပတ်သက်ပြီးတော့ခင်ဗျားတို့ပြောချင်တဲ့ဟာပြင်ချင်တာအတိအချင်းတာဒီတခုနှစ်ခုရှိတယ်ဘောနော်အခုအဲ့ဒါကိုကျွန်တော်ခဏကြာဆန်တာခိုက်မှာအဲ့ဒါလေးအားလုံးသဘောတူလား။